ဟုတ်ကဲ့ဒေါက်တာအေးမောက်ခင်ဗျာအခုစစ်ကောင်စီကရွေးကောက်ပွဲလုပ်တော့မယ်ဆိုပြီးတော့ဒါတရားဝင်ကြေညာလိုက်ပြီပေါ့နော်ကျွန်တော်တို့ကနှစ်ကုံပိုင်းဒါမှမဟုတ်ရှစ်နှစ်ဆန်းပိုင်းပေါ့ဆိုတော့ဒီနေရာမှာကျွန်တော်ရခိုင်ပြည်နယ်မှာရွေးကောက်ပွဲလုပ်နိုင်ခြင်းရှိမရှိနဲ့အရင်ဆုံးဆရာရဲ့အမြင်ကိုသိလိုပါတယ်အခုကဟိုအရခတ်တက်တော်ကဟိုရခိုင်ဒေသအားလုံးနှီးပါးကိုထိန်းချုပ်ထားပြီးအခုကစစ်တွေရဲ့ကြောက်ဖြူရဲ့မောင်ကျွန်းသုံးခုပဲလောလောဆယ်ကြံတော့တာပေါ့အဲ့တော့ ရခိုင်ပြည်နယ်မှာရွေးကောက်ပွဲလုပ်နိုင်မဲ့အခြေအနေကိုဆရာတို့ဘယ်လိုမျှော်လင့်ထားလဲဗျအဲပထမတစ်ချက်ကတော့နတ်ဆက်ကလုပ်မဲ့ရွေးကောက်ပွဲရဲ့အနေအထားကိုကျွန်တော်တို့မသိရသေးဘူးဖြစ်နေပါတယ်နော်တကြိမ်လေးနဲ့ပြီးအောင်လုပ်ပါလားအချိန်ချင်းလုပ်ပါလားဆိုတာတစ်ခုရှိမယ်ဒုတိယတစ်ခုကဘလို့ရွေးကောက်ပွဲစနစ်နဲ့တွတ်တုံ၃ရက်ကိုကျင်းပပါလိမ့်ဆိုတော့အဲ့တော့ကျွန်တော်တို့ကြိုပြီးတော့ ူတို့ကြီးညာချက်ရနားလေတာကအမျိုးသားလွတ်တော်ရဲ့တိုင်းဒေသကြီးပြည်နယ်လွတ်တော်ကတော့ဖြစ်နော်ဒါ PR စနစ်နဲ့သွားမယ်ဆိုတာလေးကျွန်တော်တို့ကြားပြီးပါပြီအဲ့တော့ပြည်သူလွတ်တော်ကိုကို PR နဲ့သွားမှာလား FPTV နဲ့သွားမှာလားဆိုတာအခုထိတော့တိတိကျကျမသိရသေးဘူးဗျာအဲ့တော့ရွေးကောက်ပွဲစနစ်အရာအခုနကပြောတဲ့မြို့နယ်၃ခုတို့မဟုတ်ရခိုင်တပြေလုံးဆိုရဲမြင်ကွင်းက အဲ့ဒီကြာမှာကျွန်တော်တို့ကသိရမှာပါဆိုပါတော့ဒီခိုင်ဒေသမှာခမည်းပြောသလိုမြို့နယ်တစ်ခုကနတ်ဆကရဲ့ပို့ချုပ်မှုအောက်မှာပဲရှိတော့တယ်ဂျန်နက်စစ်လေးခုကအေအေရဲ့ထိန်းချုပ်မှုအောက်ကိုရောက်သွားပြီအဲ့ဒါကြောင့်မြို့နယ်တစ်ခုနဲ့လာမယ့်ကာလမှာရွေးကောက်ပွဲကိုဘယ်လိုကျင်းပမှာလဲဆိုရင်အခုနကပြောတဲ့ရွေးကောက်ပွဲစနစ်နဲ့တည့်ရဆက်ဆိုင်နိုင်ပါတယ်ဟိုဘာကြောင့်လဲဆိုရင်ပထမတစ်ချက်က PRC နဲ့ ကျွန်တော်တို့အမျိုးသားလွှတ်တော်ကိုရွေးကောက်ပွဲကျင်းပမယ်ဆိုရင်ဒီခိုင်ပြည်နယ်ကိတုတ်တို့တော့ပြည်နယ်တွေတိုင်းဒေသကြီးတွေကိုမင်းဆန္ဒနဲ့ဘလောက်သတ်မှတ်ပါလေဥပမာတစ်ခုသတ်မှတ်ပါလားတစ်ခုသတ်မှတ်ပါလားတကယ်လို့များဒီခိုင်ပြည်နယ်စက္ကနမြို့တွေလုံးကိုမင်းဆန္ဒနဲ့တစ်ခုသတ်မှတ်မယ်ဆိုရင်ကျွန်တော်တို့ကမင်းဆန္ဒနဲ့တစ်ခုကနေဒီခိုင်တပြည်နယ်လုံးကိုကိုစားပြုတဲ့တွတ်တော်ကိုယ်စားလှယ်12ဦးကိုရွေးပေးရမှာဖြစ်ပါတယ် အဲ့ဒါကြောင့်အေးထင်းချုံမှုအောက်မှာရှိတဲ့စစ်လေးခုတီပင်လျင်မင်းဆန်နိုင်တစ်ခုအောက်ကိုရောက်သွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့် PR စနစ်နဲ့သွားမယ်ဆိုရင်နတ်ဆာကာက၃မြို့တွေကိုထင်းချုံထားသူလေးပဲကြံတဲ့၁၄မြို့တွေကိုပါရွေးကောက်ပွဲတပြိုင်တည်းကျင်းပသလိုရွေးကောက်ပွဲစနစ်ကအဲ့ဒီတိုင်းပဲဖြစ်သွားနိုင်ခြင်းရှိပါတယ်၁၈မြို့တွေလုံးကိုမင်းဆန်နိုင်တစ်ခုအောက်ကိုရောက်ပြီးကမှအမျိုးသားလွတ်တို့အတွက် PR စနစ်နဲ့ရွေးကောက်တင်ပြမယ်ခြင်းရှိပါတယ် ဒါကြောင့်တကယ်လို့များ PR စနစ်နဲ့တွားမယ်ဆိုရင်နတ်ဆက်ကရဲ့၃မြို့နေ16မြို့နေလို့ကိုလွှမ်းမိုးနိုင်ချေရှိပါတယ်။ဟုတ်ကဲ့ဆရာအဲ့ဒါဆိုရင်လက်တွေ့မှာကအဲ့ဒီ AA ထိန်းချုပ်ထားတဲ့16မြို့နေကမဲဆန္ဒရှင်တွေကဘယ်လိုမျိုးမဲပေးခွင့်ရှိမှာလဲဘယ်လိုမဲထည့်လို့ရမှာလဲ။ဟိုဖြစ်နိုင်ခြေကိုတွေးတော့ပါ။ခုနကကျွန်တော်မြို့သားဘက်တို့မှာရွက်ောက်ပွေးစနစ်ရကျင့်သုံးခဲ့မယ်ဆိုရင်16မြို့နေလုံးဒီမဲဆန္ဒနေတစ်ခုအောက်ကိုရောက်သွားနိုင်ချေရှိပါတယ်။ အဲ့တော့ကြောင့်တမျိုးနေကို2ဦးနဲ့3စေး4ဦးဒီရွက်ောက်တင်မြောက်နိုင်တဲ့ရွက်ောက်ပွေစနစ်လေးပို့ထောင်းနိုင်ပါတယ်။အဲ့ဒါလို့လောက်ခဲ့မယ်ဆိုရင်ခုနကပြောတဲ့14မြို့တော်အေးထင်းချုံမှုအောက်မှာရှိတဲ့စစ်ဘေးရှောင်တနည်းအားဖြင့်နတ်ဆက်ကရဲ့ဥရှုံမှုအောက်မှာရောက်နေတဲ့စစ်ဘေးဒုက္ခသည်များသည့်ဘေးပေးပိုင်ခွင့်ရှိခြင်းအပြင်မိမိတို့ကိုစားပြုတဲ့မြို့တွေကိုဒီဘက်ကနတ်ဆက်ကထင်းချုံနေမြေတွေကအဝေးရောက်တော့မဟုတ်ချိုတင်မေးပေးခြင်းအပြင် မင်းပြပိုင်ခွင့်မဆုံးကျုံအောင်ရွေးကောက်ပွဲဥပဒေကတထမ်းပေးမည်ဆိုရင်အခုနကစစ်ကနမြို့နေလုံးတည်လည်းပဲဒီအားစင်းနဲ့သွားခဲ့လို့ရှိရင်အခုနကရွေးကောက်ပွဲအထမြောက်သွားနိုင်ခြင်းရှိပါတယ်။အဲတမြို့နေကိုတဦးကြာကတော့ဖြင့်ပြည်သူ့လွတ်တော်ဖြစ်ပါတယ်။တပြည်နေလုံးကို12ဦးကြာကတော့ဖြင့်အမျိုးသားလွတ်တော်ဖြစ်ပါတယ်။မြို့နေတစ်ခုကို2ဦးကြာစီကတော့ဖြင့်ပြည်နေလွတ်တော်အမှတ်တွေဖြစ်ပါတယ်။ဒါကြောင့်ရွေးကောက် ခံပေးရမယ်တွတ်တူသုံးရက်လုံးအတွက်သာပြာနဲ့သွားမယ်ဆိုမြည်သည်လက်နဲ့ကင်ဖွေးစီထိန်ချုပ်တိနေမည်မဟုတ်ဘို့ဗျာနာဇကနေမည်မှာရှိတဲ့မေးပေးပိုင်ခွင့်လူသူရဲ့မေးနဲ့တွတ်တူအသီးသီးမှာပြည့်ပြည့်ဝဝတွတ်တူမှတ်တွေကိုရွေးကောက်တင်မြှောက်ပေးနိုင်တဲ့နေထားရောက်သွားနိုင်ပါဟုတ်ကဲ့ဆရာအဲ့တော့ဆရာပြောတာကတော့ရွေးကောက်ပွဲပုံစံကိုခုနလိုပီယာစင်းနဲ့၃မြို့နဲ့မှာအကုန်လုံးအကျုံးဝင်အောင်လုပ်မဲ့အနေထားပေါ့ဒါပေမဲ့လက်တွေ့မှာကျွန်တော်မေးလိုတာက မဲဆန္ဒရှင်တွေဥမာတခြားမှာရှိတဲ့ဥမာဘူးသီးတောင်မောင်းတော့မှာရှိတဲ့နေရာမျိုးတခြားအေးထိန်းချက်ထားတဲ့ဟိုမြို့နယ်တွေကလူတွေကအဲ့မှာရှိတဲ့လူတွေကဒီမှာမဲလာထဲလို့ရမှာမဟုတ်ဘူးလေဆိုတော့ဘလို့မျိုးဟိုဟို legitimacy ရှိနိုင်မလဲတခြားမြို့နယ်တွေအတွက်ကဒီလိုရှိတယ်ဗျ၂000ချစ်ပစည်းပုံချစ်ကံဥပဒေပါကမေးပေးပိုင်ခွင့်ရှိတဲ့နော်မေးဆန္ဒရှင်စီရင်ဆိုတာရှိပါတယ်မေးဆန္ဒပေးပိုင်ခွင့်ဥယျာဉ် ရခိုင်တို့ဘလောက်မေးပေးမှပဲအဲ့ဒီရွေးကောက်တင်မြောက်ကိုကြီးဟာထမြောက်တယ်ဆိုတဲ့ဥစ္စာတတ်တန်းသားချင်းမရှိပါဘူးအဲ့တော့ဆိုပါစို့ယတိတော်မြို့နေသည်အေးထင်းချုံမှုအောက်ကိုရောက်သွားပြီဒါပေမဲ့လို့ယတိတော်မြို့နေရဲ့တချို့ပို့ပြဥမာ30ရာခိုင်နှုန်းဒီအီမောက်ကိုစစ်ပြေးဒုက္ခတွေဖြစ်ရောက်ကျန်တဲ့90ရာခိုင်နှုန်းကတော့ပြင်တိတောင်ရဲ့နေစုံနေပြားမှာနေကြတယ်ပို့အဲ့တော့ခုနက30ရာခိုင်နှုန်းသို့မေးပေးပိုင်ခွင့်ရတဲ့ ဒီမကိုရောက်တဲ့စိပိဒုက္ခတွေများရဲ့မဲစီလေးပဲခြေခံဥပဒေပုံမှန်၄ရနိုင်ငံသားရဲ့ဘူလခွင့်ရဖြစ်တဲ့ဘေးဘေးပတ်ခွင့်မဆုံးကျုံးအောင်ရွေးကောက်ဝေးကော်မရှင်ကဒါသတ်မှတ်ပြဋ္ဌာန်းပေးရမှာဖြစ်ပါတယ်အဲဒါကြောင့်ရန်ကုန်ကိုရောက်တဲ့ရတိတော်ဖက်ကလူတွေလေးပဲရတိတော်မျိုးတွေမှာမေးဖို့မထောင်တည်ထားအောင်ရန်ကုန်မှာထောင်ပြီးကမှခုနကဘေးဘေးပတ်ခွင့်ဆိုတဲ့ခွင့်ရကိုရလာမှာ ဖြစ်တဲ့အခါမှာခုနက ယသိတော်ကိုစားပြုတဲ့အမှတ်တွေလည်းပေါ်လာနိုင်ခြင်းရှိပါတယ်ဒါကရွေးကောက်ပွဲစနစ်အရပြောတာပါတကယ်လို့ FPTP နဲ့သွားမယ်ဆိုရင်ရခိုင်ပြည်နယ်တစ်ခုလုံးမှာပြည်သူ့ဘက်တို့အမှတ်ကြီး၃ဦးပဲရွေးကောက်တင်မှတ်နိုင်ခြင်းရှိပါတယ်ဒါတလို့ပဲတိုင်းဒေသကြီးပြည်နယ်လွတ်တော်အမှတ်ကတော့ဖြင့်တမြို့တွေကို၂ဦး၃မြို့တွေက၆ဦးပဲရွေးကောက်တင်မှတ်နိုင်ခြင်းရှိပါတယ်ဟုတ်ကဲ့ဆရာကုနာပြောတဲ့ပုံစံအရဆိုလို့ရှိရင်ဥမာရေသေးတောင်မြို့နယ်ကဟိုမဲဆန္ဒပေးဖို့တိတ်ဦးဝဲရှိတယ်ဆိုလဲဒါအထမြောက်တဲ့သဘောမျိုးပေါ့ တေတဦးတည်းကပဲမဲလာတဲ့မှာဆိုရင်အဲ့ဒီသဘောကချင်းကောင်းဥပဒေမှာပြဋ္ဌာန်းထားပါတယ်ဥပမာမစ္ဆနာနေမှာမေးပေးပိုင်ခွင့်တမြုပ်နေမှာလူသသိန်းရှိတယ်ထားပါတော့အဲ့ဒီသသိန်းရဲ့ဥပမာ9000ကျိုးမေးပေးမှပဲရွက်ောက်ပွေးအထမြောက်တယ်ဆိုရဲပြဋ္ဌာန်းချက်မရှိပါဘူးအဲ့ဒီသသိန်းမှာလူ1000လာပေးရင်လည်းရွက်ောက်ပွေးအထမြောက်ပါတယ်အဲ့ဒီသဘောပါဟုတ်ကဲ့ဆရာအခုဆရာပြောတဲ့ပုံစံတိုင်းပေါ့နော်ဟိုရွက်ောက်ပွဲပုံစံဟို ဟိုမှာနီးဥပဒေပါဒီလိုမျိုးကျင့်သုံးဖို့ထွက်လာပြီဆိုပါတော့အဲ့တော့ပြည်သူလွှတ်တော်ရှိမယ်အမျိုးသားလွှတ်တော်ရှိမယ်ဆရာတို့ပြည်နယ်အုပ်ချုပ်ဖို့တဲ့ပြည်နယ်လွှတ်တော်ရှိမယ်အဲ့တော့ဆရာတို့ရခိုင်ဥဆောင်ပါတီအနေနဲ့ကအပြည့်အဝဝင်ရောက်ရှင်ပြိုင်မှုရှိလားလွှတ်တော်ကိုယ်စားလှယ်တွေအဲကျွန်တော်တို့ကရက်ကွယ်ဥပဒေပြဋ္ဌာန်းပြီးတဲ့အခါမှာပဲเนาะကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပတ်သက်လို့သူရဲ့သတ်မှတ်တဲ့ criteria အရာပဲဝင်ရောက်မှာဖြစ်ပါတယ်အတက်နိုင်ဆုံး တော့ကျွန်တော်တို့ဟိုနေရာအနှက်ပြန်ဖို့စဉ်းစားထားပါတယ်ဟုတ်ကဲ့အဲ့တော့ရခိုင်ပြည်နယ်အတွက်ဆရာတို့ရှင်ပြန်ရမယ်ပါတီတွေဘယ်နှပါတီလောက်ရှိမယ်လို့လောလောဆယ်သိရလဲဗျဟုတ်ကဲ့ကျောပါတီရှိပါတယ်အခြားတိုင်းသားပါတီတွေရှိပါတယ်။နောက်ခိုင်ပြည်နယ်မြို့သားနိုင်ငံရေးအင်အားစုရှိပါတယ်။ဆိုတော့အဓိကပြိုင်ဘက်ကတော့ဒီခိုင်ပြိုးနဲ့ပြိုင်ရနိုင်ချေရှိပါတယ်။အဲ့ဒီလိုမျိုးရွေးကောက်ပွဲအထအမြောက်ပြီးဆိုပါဆိုရခိုင်ပြည်နယ်မှာ အစိုးရဖွဲ့နိုင်ပြီလွှတ်တော်ဖွဲ့နိုင်ပြီပဲထားအောင်ခုနလိုအေးထိတ်ထုတ်ကြတဲ့ဒေတာကြီးကြတော့ဘယ်လိုမျိုးဆရာတို့တက်ရောက်မလဲအုပ်ချုပ်မှုကဥရိပြထမ်းမှုကဟိုအဲ့ဒီဥစ္စာကတော့ကျွန်တော်တို့ရွက်ောက်ပွဲအလွန်နိုင်ငံရေးပြဿနာဖြစ်သွားနိုင်ပါတယ်ဟိုလက်ရှိကာလတော့ရွက်ောက်ပွဲကာလရွက်ောက်ပွဲအလွန်ကာလတွေနဲ့ကာလ၃ပါးနဲ့ဒိတ်ရိုက်ပတ်သက်နိုင်ပါတယ်တော်တော်လေးပဲ ရက်ကောက်ပွဲအလွန်နိုင်ငံရေးစီရင်အနေထားကိုကျွန်တော်တို့ခံမှန်းဖို့အမှတ်ခတ်ပါတယ်ရေရှည်စစ်သွားမှလားလက်ရှိအတိုင်းပဲမြန်မာတပ်မလို့ခံစစ်နေထားတဲ့ဆက်သွားမှလားမြန်မာနိုင်ငံရေးခင်းကျင်းသည့်ရက်ကောက်ခံလွတ်တော်၅နှစ်တာကာလအတွင်းမှာဘလို့ပုံပြောင်းသွားနိုင်ခြင်းရှိသလဲအဲဒါကြောင့်ရက်ကောက်ပွဲအလွန်ဖြစ်လာမဲ့အနေထားနဲ့ခုနကပြောတဲ့ထိ ंछ ုံမှုဆိုတဲ့ဧရိယာအတွင်းမှာအချင်းအကျည် အဲ့ဒီကာလအနေထားပုံမှာမူတည်ပြီးမှကျွန်တော်ပြန်သုံးသပ်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကုကရေကရှင်နေဘူးကအမတန်ခက်ပါတယ်ကိုတက်ထွတ်နိုင်ဟုတ်ကဲ့ဆရာဒါတော့အခြေအနေတစ်မျိုးပေါ့အကူအကဒီ AA ရဲ့ညီမချက်ဖြစ်တဲ့အာရခလမ်းစဉ်ပေါ့အဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောထားတာတော့အာရခပြည်ကို unitary ပုံစံနဲ့သွားမယ်လို့ပြောထားတာဟုတ်နော်ဒီ ULA AA ရပဲဥဆောင်ပြီးနိုင်ငံရေးကာကွယ်ရေးအကုန်လုံးသွားမယ်ဆိုတော့တကယ်လို့များအခုဒီဆယ်လအတွင်းမှာ AA ရဲ့တိုက်ခိုက်မှုတွေက ခုနလိုစစ်တွေရောကြောက်ဖြူရောမန်အောင်ကျွန်းမှာမှာအပြောင်းလဲတွေဖြစ်လာမယ်။ A ရဲ့တစုံလုံးထိန်းချုပ်မှုအောက်ရောက်သွားပြီးတော့သူတို့ခုနပုံစံကိုဖော်ဖို့အခြေအနေဖြစ်သွားမယ်ဆိုရင်ရောဆရာတို့ရဲ့ဒီနိုင်ငံရေးအခမ်းကဏ္ဍကပြီးဆုံးသွားပြီလို့ပြောရမလားဘလို့ဖြစ်သွားမလဲ။အတကယ်လို့များခုနကခင်ဗျားပြောသလိုဆိုရင်လက်ရှိလက်နက်ကိုင်ပြဿနာမှာခြေရင်းဝင်ပါနေတဲ့မြန်မာတပ်မတော်ရဲ့အရေးချင်းနဲ့သူ့ရဲ့ဟိုနိုင်ငံတော်နဲ့ပတ်သက်တဲ့ချုပ်ချာအနေနဲ့ပတ်သက်တဲ့ခံယူချက်နဲ့ဆက်ဆိုင်တိုက တော့ကျွန်တော်တို့ကတော့ရွေးကောက်ခံနိုင်တဲ့ဧရိယာမရှိရင်ဟိုနိုင်ငံရေးပါတီရဲ့ကဏ္ဍကတော့မရှိတဲ့သဘောပါပဲအဲ့ဒါလိုပဲနိုင်ငံရေးပါတီဆိုတာအခြေခံဥပဒေရနော်အစိုးရတရားရဲ့ဥပဒေပြဋ္ဌာန်းချက်တွင်မှပတ်ပုံတင်ပြီးကမှဒင်းကျန်းမနေနဲ့လူလူကိုစားပြုတဲ့ဟိုအစိုးရတရားကိုဖွဲ့စည်းမယ်ဆိုရင်ဒီမှကျန်းနဲ့သွားတဲ့နိုင်ငံရေးပါတီရပါတယ်လက်နက်ကိုင်တဲ့နော်နိုင်ငံရေးပါတီပဲဟုတ်တဲ့ခါမှာတကယ်လို့များခုနကလိုချုပ်ချာအာဏာ ကြောက်တော့ပြီဆိုဖြစ်အဲမြန်မာတက်မလို့ရနေတာကဘလို့လဲခုနကခင်ဗျားပြောတဲ့ညနေ၃ခုနေ၃ခုကိုကာလာတိုတစ်ခုတွင်မှာအေးဒီဘုံကထိချုပ်နိုင်တဲ့နေတာရှိရှိကတော့ဖြစ်ကျွန်တော်တို့ပြောဖို့ခက်ပါတယ်ဟုတ်ကဲ့ဒရာအိမ်မအောင်ကျေးဇူးများတင်ပါတယ်အခုစစ်ကောင်စီရရွေးကောက်ပွဲကျင်းပတော့မယ်လို့ကြေညာလိုက်တဲ့ပုံမှာဒီရခိုင်ပြည်နယ်မှာရွေးကောက်ပွဲဖြစ်လာနိုင်ခြင်းအခြေအနေကိုအခုလိုမျိုးအသေးစိတ်ရှင်းပြပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဆရာဟုတ်ကဲ့ပြကျေးဇူးပါ